ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးရတော့ကျွန်တော်မေမျိုးနီးစခန်းမှာရှိတဲ့တောင်ချင်းဆိုတဲ့ရွာလေးတွေကိုမနက်ခင်းစောစောတွားလည်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အားလုံးပဲဒီရွာလေးရဲ့လက်တရားတွေကိုကြည့်ရှုခန်းစားဖို့အတွက်အစောတည်းလည်းခဲ့ကြည့်ပြပါဦးဒီရွာလေးရဲ့အဓိကလာတရားကတော့ရွာပပက်လက်ကိုဝိုင်းကားထားတဲ့အခုမြင်နေရတဲ့ဂေါ်ရခါစင်မြင့်ချန်ကြီးတွေဖြစ်ပါတယ် ဒီကရခစီမြေခြံကြီးတွေကအခုကျွန်တော်ရောက်နေတဲ့တန်ကုန်းလေးပေါ်နေစီလို့ရှိရင်အပေါ်စီကနေလွှမ်းမှုမြင်ရတာအရှမ်းကိုအားအသင့်စရာကောင်းလှပါတယ်ကရခစီမြေကြီးတွေရဲ့အကျော်မှာဆိုလို့ရှိရင်တော့အခုလိုပဲအရှမ်းကိုစိတ်ချနေတရားစရာကောင်းတဲ့ပန်းခင်းနေတဲ့တန်ကုန်းလေးရှိပါတယ်ဒီတန်ကုန်းလေးပေါ်နေစီလို့ရှိရင်လေကရခစီမြေတွေကို အပေါ်စီကနေလက်မြင်ရတယ်လို့ရွာကလေးကိုလည်းဒီနေရာလေးကနေအနိကကြည့်ရှုခန်းစားလို့ရပါတယ်မနက်ခင်းနေအောင်ချီရအောင်မမြင်ရတဲ့ဒီပန်းခင်းလေးရဲ့အလားလဲတကယ်ကိုကြည့်လို့မဝအောင်ကိုခန်းစားလို့ကောင်းပါတယ်ဒါတော့ဒီတောင်ကုန်းလေးပေါ်နေရွာရဲ့လှကိုအနိကက်မြင်နေရတာဖြစ်ပါတယ် ဒါပြင်တော့ရွာလေးတဲ့ဝင်လဲမှာဖြစ်တဲ့အတွက်အားလုံးပဲဒီရွာလေးရဲ့အတွင်းတွေကို like ခဲ့ကြည့်ပေးပါဦး your ya lan li ri ya do ne ne do jet ma de da ba ma lo lan pe ma akhu lo be sain so ta ya de sait khin de a mya ji shi de twet taw ya la la sait chan da ja kaung ma de akhu lo be ywa de lan ni ya ni le ywa a phet ma shi ni de gor kha chan ni de ko le လမ်းကြည့်ခန်းစားလို့ရပါတယ်ကျွန်တော်တော်တဲ့အချိန်ကမနက်ခင်းစောစောဖြစ်တဲ့အတွက်ဖုန်ကြီးကျောင်းကနေစွန့်ခန့်ကြွာလာတဲ့ဖုန်ကြီးစွန့်တန်းလေးတစ်ခုကိုလည်းတွေ့လို့မလို့ဖူးခဲ့ရပါတယ်ဒီလေးတွေကိုတော့ကျွန်တော်ရေချမ်းစုရဘက်ကနေဝင်ခဲ့တာဖြစ်ပါတယ် အခုပြန်ထွက်มาတော့ debut ရှိတဲ့ gate ဘက်ကနေပြန်ထွက်มาဖြစ်ပါတယ်အဲ့တော့ debut ဘက်ကိုရောက်ပြီလို့ရှိရင်ဒီဟာလေးကိုဝင်လဲလို့ရတဲ့အကြောင်းကိုလည်းဒီဗီဒီယိုလေးကနေတစ်ဆင့်တစ်ဆင့်စကားပေါလိုက်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဒီသက်ပုံကောင်းတဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးမယ်